မြင်နေတာတယောက်ယောက်ကပညာနဲ့ကိုလှုပ်ထားတာခွဲဒီကလည်းဒီဇလန်းလေးကသူ့အတွက်ထူးခြားတဲ့ဇလန်းလေးပါဘာလို့လဲဆိုတော့ဒီဝိညာဉ်တွေဝင်ဝင်ပူးပွားပြီးတော့သူအဲ့ဓာတွေချိမ့်ချိမ့်ပြီးတော့သွားရတဲ့ဟာလေးလေအဲ့ဒါလေးကတကယ်ကိုလည်းဟိုတင်းဆောင်ရတဲ့နေရာမှာပညာလည်းပါပါတယ်အဲတောင်တန်းဟိုဆက်ဝင်စားမှုမရှိဘဲနဲ့ပေါ့နော်ဟိုအပေါ်ရန်လေးတင်းဆောင်လို့ရတဲ့ character မျိုးမဟုတ်ဘူးပေါ့ဆိုတော့ तू အများကြီးစ조사ထားပါတယ်နာဘာဝလောကောင်းမြင်နေဆိုတာဟာအဲ့ဒါဘာလောကနဲ့ဆက်ဆက်နေရ ချောချောလှလှလေးတွေလည်းရှိပါတယ်ဒီကားထဲမှာဟိုကပြောထားတယ်လေ तू ကအရန်တရွာလုံးမှာအချောဆုံးအလှဆုံးဆိုတော့အကြောင်မို့လို့သူ့ကိုဆုံးဆုံးတက်တက်တယ်လို့တော့သူ့ကိုဝိုင်းပြီးတော့မှကိုကသူ့ကိုသွားပြီးတော့ဟိုကပြောထားတာလေးရှိတယ်လေဆိုတော့သူ့ရဲ့ကာရိုက်တာဟိုကဒီဇာတ်လမ်းထဲမှာဟိုက तू ကဖြူဖြူခိုးခွေးချောချောနုနုဖတ်လေးအချောဆုံးအလှဆုံးတော့အုတ်စာဆောင်မျိုးဆုံးမျိုးကတော့လာတာဖြစ်ချင်ဖြစ်နိုင်တယ်သူ့ကိုလင်းကိုအိမ်မထဲမှာပြေး ေးချာချာကိုဟိုစစ်စစ်ဆက်ဆက်နဲ့သူလက်ဟာချက်မရှိအောင်သူစ조사ထားတယ်ဆိုတော့တော့ကြည့်ပြီးရင်သိတာပါတယ်ဟိုပေါ်ရန်လေးပေါ့နော်တပံငါရှန်ကလုတ်ခဲ့တဲ့ဟိုဟာမျိုးတယောက်ဆောင်မှုမျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့သူအများကြီးဒီကားထဲမှာစိတ်စိတ်တွေအများကြီးနှစ်ပြီးတော့조사ထားတာဆိုတော့ဟိုကစ်ကိုလည်းအများကြီးအောင်မြင်စေချင်ပါတယ် ားလေးကိုဒီ W ထုတ်လို့ရရောပြီးတဲ့ခါကျရင် driver ကိုဝင်းလင်ထွက်နေဒီတရုတ်ဆောင်နေအားလုံးရောပြီးတဲ့ခါကျရင်ဒီနောက်ပိုင်းမှာအားလုံးကတင်းငေါကောင်းကောင်းနဲ့ဒီကားလေးကိုတကယ်ကိုစိတ်ကိုနှစ်ပြီးတော့မှစူးစမ်းဖန်တီးထားတဲ့ကားလေးတကားဖြစ်တဲ့အတွက်ကြောင့်မို့လို့အာပရိသတ်တွေကိုဒီကားလေးကိုလာရောက်ကြည့်ရှုပြီးတော့ဝေဖန်ချက်ပေးကြပါလို့ပြောရတော့ဖိတ်ခေါ်ချင်ပါတယ် ပရိသတ်တွေအတွက်ကြည့်နေကြကားနဲ့မတူတဲ့ပေါ့နော်အမြင်လဲဆန်းမယ်ဇလန်းလေးရလဲဆန်းတယ်အဲ့ကားလေးကိုထက်တဲ့အဲထက်တဲ့တန်တန်ကြည့်ရမယ်ကားလေးတစ်ခါလို့ပြောချင်ပါတယ်ဟိုကလေးကရိုးရိုးဖားတာမဟုတ်ဘူးအပေါမီနေတာတယောက်ယောက်ကပြညာနဲ့ကိုလှုပ်ထားတာဒီကလည်းဒီဇလန်းလေးကသူ့အတွက်ထူးခြားတဲ့ဇလန်းလေးပါဘာလို့လဲဆိုတော့ဒီဝိညာဉ်တွေဝင်ဝင်ပူပွားပြီးတော့သူအဲ့ဒါတွေချိမ့်ချိမ့်ပြီးတော့သွားရတဲ့ဟာလေးလေအဲ့ဒါလေးကတကယ်ကိုလည်းဟို တရုတ်ဆောင်ရတဲ့နေရာမှာပညာလည်းပါပါတယ်အဲတောင်းတန်းဟိုဆက်ဝင်စားမှုမရှိဘဲနဲ့ပေါ့နော်ဟိုအပေါ်ရန်လေးတယုံဆောင်လို့ရတဲ့ကာရိုက်တာမျိုးမဟုတ်ဘူးပေါ့ဆိုတော့သူအများကြီးစူးစမ်းထားပါတယ်အနာဘာဝလောကောင်းမြင့်နေဆိုတာဟာအဲ့ဒါဘာလောကနဲ့ဆက်ဆက်နေတာ င်ပူးတဲ့နုနုနဲ့နဲ့ချောချောလှလှလေးတွေလည်းရှိပါတယ်။ဒီကားထဲမှာဟိုကပြောထားတယ်လေ၊ "तू อ่ะအရန်တရွာလုံးမှာအချောဆုံးအလှဆုံး"ဆိုတော့အကြောင်မို့လို့သူ့ကိုဆုံးဆုံးတက်တက်တယ်လို့တောင်သူ့ကိုဝိုင်းပြီးတော့မှကိုကသူ့ကိုသွားပြီးတော့ဟိုကပြောထားတာလေးရှိတယ်လေ။ဆိုတော့သူ့ရဲ့ character ဟိုကဒီဇာတ်လမ်းထဲမှာဟိုက "तू อ่ะဟိုဖြူဖြူခုတ်ခွေးချောချောနုနုဖတ်လေ"အချောဆုံးအလှဆုံးတော့အုတ်စာဆောင်မျိုးဆုံးမျိုးကတော့လာတာဖြစ်ချင်ဖြစ်နိုင်တယ်။သူ့ကိုလင်းကိုအိမ်မထဲမှာပြေး တည်ချာချာကိုဟိုစစ်စစ်ဆက်ဆက်နဲ့သူလက်ဟာချက်မရှိအောင်သူစ조사ထားတယ်ဆိုတော့တော့ကြည့်ပြီးရင်သိတာပါတယ်ဟိုပေါ်ရန်လေးပေါ့နော်တပတ်ငါရှန်ကလုတ်ခဲတဲ့ဟိုဟာမျိုးတိရုပ်ဆောင်မှုမျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့သူအများကြီးဒီကားထဲမှာစိတ်စိတ်တွေအများကြီးနှစ်ပြီးတော့조사ထားတာဆိုတော့ဟိုတစ်ကိုလည်းအများကြီးအောင်မြင်စေချင်ပါတယ်တိရုပ်ဆောင်ဆိုတာကတော့လေဘယ်လိုအသက်ရွယ်ပဲရောက်ရောက်ဘယ်လိုနေရာပဲကိုကလေတိရုပ်ဆောင်ကတိရုပ်ဆောင်ကပေါ့အော် ရေကုန်ရေခဲတေးဥဆောင်ခြင်းနဲ့စိတ်တရားတော့အပြည့်ရှိပါတယ်ကိုကငငယ်လေးတည်းကတေးဥဆောင်ဖြစ်ချင်တာဟုတ်ငငယ်လေးတည်းကတေးဥဆောင်ဖြစ်ချင်လို့ဒီတနေရာရောက်ဖို့အတွက်ကိုဟိုစ조사လာခဲ့ရတာအောက်ခြေရစပြီး조사လာခဲ့ရတာလေဆိုတော့ဒီအမှုပညာလို့ဆိုတာအာ မတို့တက်ကတကယ်ကိုတံမိုးထားရတဲ့အလုပ်တစ်ခုပါကိုတင်မော့ပဲဒီစိတ်ကလည်းပျောက်သွားမဲ့ထင်တယ်ဘာလို့လဲဆိုဒီကားထဲမှာကြည့်အမင်းဆဆန်းဝင်းတို့ပါလို့ဆိုကြည့်လိုက်လေဟုတ်တို့တို့အသက်အရွယ်ရဆိုလို့ရှိရင်လေဟိုနားရတော့မှာပေါ့ဒါပေမဲ့ဒီအမှုပညာဘိုးကမသိဘူးအမှုပညာဘိုးဆိုတာလူတင်မော့ပဲသူလည်းသိသွားမဲ့ထင်တယ်ငယ်ငယ်လေးကကိုဝါသနာပါတာကိုအမှုပညာဝါသနာပါတယ်ဟိုမျိုးရိုးမရှိပြင်မဲ့လေဟို ကိုယ့်ကိုနီးလန်းနေရှာပြီးတော့ကိုပြုံးဆောင်ဖြစ်အောင်ဘယ်လိုစ조사ရမလဲဆိုတော့조사ခဲ့တာမျိုးအခုချိန်အထိချစ်ပြီးနေကြတာကိုကျေးဇူးအများကြီးတင်ပါတယ်ဒီကားလေးရလည်းမျိုးတို့အားလုံးဟိုတက်ညီလက်ညီနဲ့조사ထားတယ်ပြိတ်조사ထားတဲ့အကြောင်းရင်းတစ်ခုကလည်းအားလုံးရဲ့တူညီတဲ့ရည်မှန်းချက်ကပြိတ်သက်အတွက်ပါပဲဆိုတော့ဒီကားလေးဟာပြိတ်သက်အတွက်ခြေနဲ့မြတ်တက်မှုရတဲ့ရစေမဲ့ကားလေးတကားဆိုတော့မျိုးကအာမခံနိုင်ပါတယ် ဒါကြောင့်မို့လို့ဒီကားလေးကိုလာရောက်ကြည့်ရှုအားပေးကြဖို့လည်းမြို့ကဖိတ်ခေါ်ပါရယ်ဒီထဲမှာပြည်သက်တွေကလိုအပ်ချက်တွေဟာခွက်တွေရှိတယ်ဆိုရင်လည်းဝေဖန်မှာထောက်ပြပါအကြံပေးပါလို့ပြောချင်ပါတယ်ရှင်